အရင်ပိုင်းမှာတော့ဝလင်းဟာမော်လီဟိုင်နဲ့အတူစစ်သူကြီးပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်ဖို့သဘောတူညီခဲ့ပြီးကောင်းကင်နဲ့ဆိုးမျိုးကိုရောက်ရှိလာခဲ့ပါတယ်။အဲ့ဒီနေရာမှာမော်လီဟိုင်ကပြိုင်ဘက်ခေါင်းဆောင်ဖြစ်တဲ့မော်ဖေးနဲ့ရှီရှောင်းတို့အကြောင်းကိုအကြမ်းဖျင်းရှင်းပြခဲ့ပြီးသူတို့နှစ်ယောက်တွေ့ဆုံကြတဲ့အခါမှာလဲခွန်အားရှင်ပြိုင်မှုအနည်းငယ်ဖြစ်ပွားခဲ့ကြပါသေးတယ်။ဝလင်းကကောင်းကင်ဘုံတက်ဖြတ်ခြင်းအတက်ကိုအစင်းမြင့်တင်နိုင်ဖို့အတွက်အချင်းထောင်ထဲမှာတက်ဖြတ်မှုလုပ်ဖို့ရည်ရွယ်ခဲ့တာကြောင့်ဟုန်ချင်းထောင်ဆိုတဲ့ဒိတ်ဒိတ်ကျဲနေရာကြီးကိုရောက်ရှိလာခဲ့တာနဲ့အရင်ပိုင်းကအဆုံးသတ်ထားတာဖြစ်ပါတယ်။ ဒါကြောင့်ဒီနေ့မှာတော့အမတတပါးဤကိုပိုင်လန်းစင်အပိုင်း139ကိုဆက်လက်တင်ဆက်ပေးမှာဖြစ်ပြီးဝန်လင်းတယောက်အချင်းထောင်တွေကိုဝင်ရောက်သွားတာနဲ့ဒီအပိုင်းကစတင်ထားလျက်ရှိပါတယ်။အထဲဘက်ရောက်တဲ့အခါအပြင်ကဘာမှထက်ဆဲဆက်ပုံများနေတဲ့တက်ဖြတ်ချင်းစွမ်းအင်တွေကိုခန်းစားမိလိုက်တဲ့နောက်သူတို့တွေဟာအချုပ်ခန်းတွေရှိတဲ့ဘက်စီဆက်လက်ဝင်ရောက်သွားကြပါတယ်။ဝန်လင်းကိုမြင်လိုက်တဲ့အချင်းသားတိုင်းကဝန်လင်းလိုဖြူဖွေးနှူးညံ့သူတယောက်ကိုအမဲလိုက်ချင်စိတ်ဖြစ်နေကြပြီးအသားကိုစားသုံးကသွေးကိုတောက်သုံးချင်နေကြတဲ့ဆိုပြီးပျော်ရွှင်စွာအော်ဟစ်နေကြပါတော့တယ်။ အချင်းထောင်အဆောင်ကဒီနေရာဟာကြီးမားတဲ့ရာဇဝတ်မှုတွေကျူးလွန်ထားကြပြီးတည်တံစီရင်ခံထားရတဲ့လူတွေဖမ်းချုပ်ခံထားရတဲ့နေရာတစ်ခုဖြစ်ကြောင်းဝက်လင်းကိုရှင်းပြပေးလိုက်ရင်ကအခန်းတကားတွေစတင်ဖွင့်လှစ်ပေးလိုက်ပါတယ်။ဝက်လင်းဆိုသူကဒီနေရာကိုတပ်ဖို့ရောက်လာတာဖြစ်လို့အချင်းသားတွေကိုစိတ်ကြိုက်လို့ပိုင်ခွင့်ရှိတယ်ဆိုပြီးတယောက်ထဲခြံထားပေးခဲ့လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့အချင်းသားတွေဟာဝက်လင်းစီချက်ချင်းပြေးဝင်လာကြပြီးဝက်လင်းကလည်းသူတို့အားလုံးကိုပြန်လဲတိုက်ခိုက်ခဲ့ကအကုန်ရှင်းပြပေးလိုက်ပါတယ်။ ဒီလိုနဲ့အချိန်၅ရက်ကုန်ဆုံးသွားပြီးမရေမတွက်နိုင်တဲ့အကျဉ်းသားများစွာကိုသူတက်ဖြတ်ပြီးခဲ့ပါပြီ။ဝဲလင်းကဒီနေမြေကြီးထဲမှာပြင်းထန်လွန်းတဲ့တက်ဖြတ်လို့စိတ်တွေပြည့်နေနေလျက်ရှိသလိုအကျဉ်းထောင်နောက်ွယ်မှာလည်းတက်ဖြတ်ခြင်းအငွေ့အသက်တွေဆက်လက်ဖြစ်ပေါ်နေရကိုခံစားမိလိုက်တာကြောင့်အံ့ဩနေကြရပါတယ်။ဒါပေမဲ့ဒီလိုတက်ဖြတ်မှုတွေအများကြီးလုပ်ခဲ့တာတောင်ကောင်းကင်ဘုံတက်ဖြတ်ခြင်းနည်းစနစ်ကတိတိတသာတိုးတက်လာခြင်းမရှိသေးဘူးလို့သူခံစားမိနေကြပါတော့တယ်။ ဒီအချိန်မှာပဲထောင်ဆောင်ပြန်ရောက်လာပြီးဝလင်းနေနဲ့တက်ဖြစ်လိုစိတ်ကိုမှန်ကန်စွာအသုံးမပြုနိုင်သေးဘူးဆိုပြီးစတင်ရှင်းပြလိုက်တဲ့အပြင်တက်ဖြစ်လိုစိတ်ပုံများတဲ့အခြားနေမြေတစ်ခုကိုပို့ဆောင်ပေးရမလားဆိုပြီးကန့်လန့်လာခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီနေရာကိုအလွယ်တကူဝင်ခွင့်ပေးမှမဟုတ်ပဲဝလင်းဘက်ကလည်းရွေချက်အောင်မြင်သွားတဲ့အခါကျရင်တစုံတစ်ခုပြန်လုပ်ပေးရမှာပါ။အဲ့ဒါကတော့နဆိုးစစ်သူကြီးပြိုင်ပွဲရောက်တဲ့အခါကျရင် ရှီရှောင်းဆိုတဲ့စစ်သူကြီးကိုသူ့ကိုယ်စားရှင်းလင်းပြစ်ပေးရမှာဖြစ်လို့ဝလင်းကလည်းအကြံတူတဲ့ကန့်လန့်ချက်ဖြစ်တာကြောင့်ချက်ချင်းလက်ခံပေးလိုက်ပါတယ်။ အပေးယူဖြစ်သွားတဲ့အခါထောင်ဆောင်ကြီးနဲ့အတူအချင်းထောင်ရဲ့မြေအောက်ခန်းကြီးတစ်ခုတည်းကိုစတင်ဝင်ရောက်လာခဲ့ကြပြီးအထက်ဘက်မှာရှိနေတဲ့တက်ဖြက်ချင်းအငွေ့သက်တွေဟာအပေါ်ဘက်နေမြေကြီးမှာထက်အများကြီးကွဲပြားခြားနားနေလျက်ရှိပြီးပုံမပြင်းထန်နေတဲ့ပဝန်းကျင်ဖြစ်မှန်းခံစားမိလိုက်ပါတော့တယ်။ဘာလို့လဲဆိုတော့ဒီနေရာကြီးမှာတက်ဖြက်ချင်းစွန့်အင်ကပုံမပြင်းထန်နေလျက်ရှိတာကြောင့်ကောင်းကင်ဘုံတက်ဖြက်ချင်းဤစနစ်ကိုပါအရင်တုန်းကတကြိမ်မှမဖြစ်ဘူးခဲ့တဲ့တုံ့ပြန်မှုမျိုးဖြစ်ပေါ်လာစေခဲ့ပါတယ်။ အချင်းထောင်ဆောင်ကဒီနေရာဟာနဆိုးဧကရစ်ကိုတိုင်ဖန်တီးတိဆောက်ထားတဲ့တပြက်ချင်းနယ်မြေတစ်ခုဖြစ်ကြောင်းဒီနေရာမှာရှိနေတဲ့တပြက်လူငွေတွေကတခြားသူတွေရဲ့စိတ်ပိုင်းဆိုင်ရာကိုပါလွှမ်းမိုးချစ်လည်နိုင်စွမ်းရှိကြောင်းရှင်းပြပေးလာခဲ့ပါတယ်။ဒါကြောင့်ဝလင်းနေနဲ့သူစိတ်သူမထိန်ချုံနိုင်ဘူးဆိုရင်ဒီနေရာမှာပိတ်မိနေကြသူတွေလိုမျိုးစိတ်ခံစားချက်မရှိဘဲတပြက်မှုကိုသာတီးကြတဲ့ဖုတ်ကောင်တကောင်ဖြစ်ကိုပြောင်းလဲသွားနိုင်တယ်ဆိုပြီးသတိကြိုပေးထားလိုက်ပါပြီ။ ဒါအပြင်ဒီနေရာကိုဝင်ရောက်ပြီးသွားတဲ့အခါကျရင်ဝင်ပေါက်ထွက်ပေါက်တွေပျောက်ကွယ်သွားမှဆိုပြီးထောင်ဆောင်ပြောတဲ့အခါအန်ဒီယေကိုဂယုမဆိုင်တဲ့ဝက်လင်းကမြေအောက်အချင်းထောင်တွေကိုချက်ချင်းဝင်ရောက်လိုက်ပါတော့တယ်။ဒီထောင်ကြီးဟာတကယ်တမ်းတော့နဆိုးဧကရီပိုင်ဆိုင်တဲ့ငွေရောင်သားတစ်ချောင်းကိုအစာကျင်းမွေးထားတဲ့နေရာတစ်ခုလို့ယူဆသတ်မှတ်နိုင်ပါတယ်။ဘာလို့လဲဆိုတော့နဆိုးဧကရီတာဟာတက်ဖြတ်ချင်းစွမ်းအင်တွေနဲ့ခွန်အားတိုးမြင့်ရတာကြောင့်ပါ။ ။တွေးကန်တဲ့ဝင်ရောက်ပြီးတိတ်မကြခင်မှာနိုင်ဤတန်တစ်ချက်စတင်ထွက်ပေါ်လာခဲ့သလိုနိုင်မိပြီးတဲ့နောက်မှာတော့လှုပ်ရှားမှုမရှိတဲ့အကျဉ်းသားတွေဟာရုတ်တရက်ဆိုသလိုရိုင်းဆိုင်စွာပြုမူလာကြပြီးအချင်းချင်းတိုက်ခိုက်ကြပါတော့တယ်။ဒီတိုက်ပွဲကတေချင်းရှင်ချင်းတိုက်ပွဲဖြစ်သလိုမဲမဲမြင်ရာကိုလိုက်လံတပြက်နေကြတာကြောင့်သွေးစွမ်းအင်တွေအများကြီးထွက်ပေါ်လာခဲ့ပါတယ်။ ဝဲလင်းကဒီသွေးဆွဲအင်းထဲမှာတက်ဖြက်ချင်းဤစနစ်ကိုအားကောင်းစေနိုင်တဲ့ပြင်းထန်တဲ့တက်ဖြက်လို့စိတ်ရှိနေမှန်ခံစားမိလိုက်ပေမဲ့လည်းဒီသွေးဆွဲအင်းတွေကိုတက်ဖြက်ချင်းဆွဲအဖြစ်ဘလို့ပေါင်းဆက်ရမလဲဆိုတာကိုတော့တေချာမသိရှိသေးတဲ့အတွက်စိတ်ရှုပ်ထွေးနေကြရပါတော့တယ်။ဒီအချိန်မှာပဲအကျဉ်းသားတချို့ကသူ့စီတိုက်ခိုက်လာကြလို့ကောင်းကင်ဘုံသားထုတ်ယူလိုက်ပြီးအဆုလိုက်အပြုံလိုက်စတင်ခုတ်ပိုင်းပြစ်နေတယ်လို့ရုတ်တရက်ကောက်ပြစ်လိုက်တဲ့တားမြစ်လန်ရှိကြောင်းလည်းလူပေါင်းများစွာတေဆုံးသွားခဲ့ကြရပြန်ပါတယ်။ အကျဉ်းသားတွေကိုဒီလိုမျိုးတိုက်ခိုက်ခဲ့ပေမဲ့အချိန်နဲ့ငယ်ကြသွားတာတောင်ကောင်းကင်ဘုံတက်ဖြတ်ခြင်းဤစနစ်မှာပြောင်းလဲမှုမရှိသေးဘူးလို့ဝလင်းခံစားမိနေခဲ့ပါတယ်။သူလုံးနေတဲ့သွေးစွမ်းအင်ကိုတက်ဖြတ်ခြင်းအငွေ့တက်အဖြစ်ပြောင်းတဲ့လုပ်ငန်းစဉ်ကမားရွေးနေမှန်သဘောပေါက်သွားပေမဲ့ဘလို့ပြင်ဆင်ရမလဲဆိုတာတေချာနားမလဲသေးပါဘူး။ဝလင်းတိုက်ခိုက်နေစင်မှာပဲအကျဉ်းထောင်နဲ့ပိတ်မိနေတဲ့အလွန်အင်အားကြီးတဲ့နဆိုးကျဉ်ကျဉ်သူတယောက်နဲ့ရင်ဆိုင်တွေ့ဆုံခဲ့ရပြန်ပါတယ်။ ဝလင်းဘက်ကကောင်းကင်ဘုံသားပြင်လာဂျန်ဒါကိုလည်းအသုံးပြတိုက်ခိုက်ခဲ့ပေမဲ့အဲ့ဒီချင်းချန်သူကအသာစီးရရှိနေစေဖြစ်လို့ဒီလိုဝတ်ဆန်းကျဲတဲ့လူဟာဘာအတွက်ကြောင့်ဒီနေရာမှာပြိမိနေရတာလဲဆိုတာသိချင်စိတ်ဖြစ်နေခဲ့ရပါတော့တယ်။ဒီအချိန်မှာပဲလေဟာနဲ့အက်ကွဲသွားပြီးကြီးမားတဲ့ငွေရောင်ငကားတကောင်ကရုတ်ချီးထွက်ပေါ်လာခဲ့ပြီးအချင်းထောင်ထဲမှာရှိတဲ့သွေးစွမ်းအင်တွေကိုစတင်စုပ်ယူပစ်လိုက်ပါတယ်။ လို့ဝဆန်းကျဲတဲ့လူကငကားကြီးဘက်ကိုအတင်းပြေဝင်တိုက်ခိုက်ခဲ့ပေမဲ့စ조사မှုမအောင်မြင်ခဲ့ပဲလွင့်စင်ပြုတ်ကျလာခဲ့ရတဲ့အခါဝလင်းကဒီငကားကြီးဟာသွေးစွမ်းအင်ကိုဆုပ်ယူဝါမျိုးနေပြီးခွန်အမြင့်တင်နေတဲ့နဆိုးအေဂရီတာဖြစ်မှန်ထင်မြင်ယူဆနိုင်ခဲ့ပါတယ်။လို့ဝဆန်းကျဲတဲ့လူကငကားကြီးကိုဘာလို့တိုက်ခိုက်ခဲ့တယ်လဲဆိုတာဝလင်းခံမှန်းမိလိုက်ပြီးအဲ့ဒါကတော့ဒီချင်းထောင်ကနေလွတ်မြောက်နိုင်ဖို့အတွက်အေဂရီတာတစ်ဖြစ်လဲငွေရောင်ငကားကြီးကိုအောင်မြင်စွာကျော်ဖြဲရမယ်ဆိုတဲ့စမ်းသပ်မှုကြီးတစ်ရက်ကိုကြော်လွှားဖို့စ조사ခဲ့တာဖြစ်ပါတယ်။ ဝဲလင်းကတော့သွေးဆွဲအင်တွေအသာတကြီးဆုပ်ယူခွင့်ပေးလိုက်တယ်လို့ဒီနေရာမှာအချိန်တစ်ခုကြာနေထိုင်ပြီးတဲ့အခါမြေအောက်အချင်းထောင်ရဲ့ညစ်ပတ်တဲ့နီလန်းကိုနားလည်သွားခဲ့ပါတော့တယ်။နဆိုးဧကရိတာကိုခွန်အားတိုးတက်စေဖို့အတွက်အချိန်သတ်မှတ်ပြီးအစာကျွေးနေကြတာဖြစ်တယ်လို့အချိန်နိုင်ရဲ့နိုင်လက်တံလဲပတ်မှုကသွေးကန်ထဲမှာရှိတဲ့အချင်းသားတွေအကုန်လုံးကိုအသက်ပြန်ရှင်သန်လာစေပါတယ်။အဲ့ဒီအခါတပြက်မှုတွေပြန်လဲဆက်တင်လာခဲ့ပြီးဒီတိုက်ပွဲတွေကနေသွေးစွန့်အင်တွေအများပြားထွက်ပေါ်လာလို့ငကားကြီးကသူ့အချိန်ရောက်တဲ့အခါကျရင်နောက်တစ်ချိန်ပြန်လာစားသုံးတတ်ပါတယ် ဒီလိုနီလက်နဲ့ဧကရစ်တာဟာအကန့်အသတ်မဲ့သွေးစွမ်းအားတွေကိုအဆက်မပြတ်ရရှိနေတာဖြစ်ပြီးအကျဉ်းသားတွေအတွက်ကတော့ပိတ်တာပုံရောက်နေတယ်လို့နေ့စဉ်ညခံမဟုတ်ပဲအချိန်တိုင်းခံနေကြရတာကြောင့်တေးချင်းအောင်ဒေကွင်းမရှိနိုင်တဲ့ဒေမိတ်မျိုးကိုချမှတ်ခံထားကြရတာဖြစ်ပါတယ်။အကန့်အသတ်မဲ့တဲ့သွေးစွမ်းအင်တွေဟာဝလင်းအတွက်တော့အကျိုးမရှိဖြစ်နေရပြီးတက်ဖြတ်ခြင်းဤစနစ်ကိုအဆင်မြင့်တင်နိုင်ခြင်းမရှိသေးတဲ့အပြင်ဒီနေရာကြီးထဲမှာဖောက်ကောင်တွေလိုဖြစ်နေတဲ့အကျဉ်းသားတွေကို나이တန်တစ်ချက်ကြတိုင်းမှာထက်ခါတလဲတိုက်ခိုက်တက်ဖြတ်နေကြရပါတယ်။ ဒါအပြင်ခွန်အားကြီးတဲ့လို့ဝတ်စမ်းကျစ်သူကိုရင်ဆိုင်တိုက်ခိုက်ရတာတွေအေဂရစ်ဒါကသွေးစွမ်းအင်တွေလာရောက်ဆုပ်ယူတာတွေလို့ဝတ်စမ်းကျစ်သူကနဂါးကိုတိုက်ခိုက်ပြီးကြာရှုံးကတေဆုံးသွားရတာတွေနဲ့အချိန်နိုင်ကြီးကသွေးကန်ထဲမှာရှိတဲ့အကျဉ်းသားတွေကိုပြန်လည်ရှင်တန်စေတာတွေစားတဲ့ထက်ခါတလဲလဲတန်တရားစဝင်ကြီးကိုဖြစ်ပျက်ကြုံတွေးနေကြရပါတော့တယ်။ဝလင်းနေနဲ့လည်းဒီလိုတက်ပြမှုမျိုးတွေအများကြီးလုပ်ခဲ့ပေမဲ့အခုချိန်ထိတိုးတက်မှုမရှိသေးတာကြောင့်ဘလို့ဖြေရှင်းရမလဲဆိုတာစ조사ရှာဖွေနေကြရပါတယ်။ ီခိုက်မှာပဲထန်းရွင်ချစ်တဖြစ်လဲမိโกရောင်ရှိဖြစ်ဟောသူရဲ့အတိတ်စကားတချို့ကိုပြန်လဲအမက်ရလာခဲ့ပါပြီ။ကောင်းကင်ဘုံတက်ဖြတ်ချင်းကျင့်စဉ်ကိုထူးခြားလို့ဝတ်တဲ့ကျင့်စဉ်တစ်ခုကနေအတူယူဖန်တီးထားတာဖြစ်တယ်လို့ဝက်လင်းရဲ့တေးချင်းရှင်ချင်းနဲ့ပဲနဲ့ဆိုရင်အလွန်သဟစာတာဖြစ်ကြောင်းသူပြောပြခဲ့မှုတဲ့အတွက်ဝက်လင်းလဲရုတ်တရက်ဆိုတယ်လို့ညာလင်းပွင့်သွားခဲ့ရပါတော့တယ်။ဒီနေရာကိုဆက်ရောက်တဲ့အချိန်တည်းကတေးချင်းရှင်ချင်းနဲ့ပဲကိုထုတ်သုံးခြင်းမပြုခဲ့တာကြောင့်လက်ရှိတိုက်ပွဲထဲမှာစတင်အုံပြုလိုက်ပြီးတန်တရာဆက်ဝင်ရုပ်ပုံကားချက်ကြီးကိုစတင်ဖြန့်ထုတ်ပစ်လိုက်ပါတယ်။ တည်ခြင်းရှင်ခြင်းစွမ်းအားတွေကအကျဉ်းသားအကုန်လုံးကိုတခါတည်းတက်ပစ်လိုက်ပြီးစွမ်းအင်တွေအကုန်လုံးကိုတခါတည်းစုပ်ယူပစ်လိုက်တာဖြစ်လို့တည်ဆုံးသွားတဲ့လူတွေလည်းနောက်ဆုံးတော့ဝစ်ကျွတ်သွားပြီဆိုကအယံပျော်ရှင်သွားကြရပါပြီ။မှန်ကန်တဲ့လုပ်ရဖြစ်လို့သွေးစွမ်းအင်အကုန်လုံးကိုကောင်းကင်ဘုံတက်ဖြတ်ခြင်းကျင့်စဉ်အတွက်အားဖြစ်စွမ်းအင်ဖြစ်စတင်ပြောင်းလဲနိုင်ခဲ့တယ်လို့ဒီအချက်ကိုနဆိုးကျင့်ကြံသူလည်းသတိထားမိသွားပါတယ်။ ဝက်လင်းကပြဿနာကိုဖြေရှင်းနိုင်ခဲ့လို့အရန်ကျင်နေသွားရပေမဲ့နဆိုးကျင့်ကြံသူကတော့ဝက်လင်းရဲ့တိုးတက်မှုဟာအီဂရစ်ဒါကိုရင်ဆိုင်နိုင်မှာမဟုတ်လို့အချင်းကြီးဖြစ်လိမ့်မယ်ဆိုပြီးထိမှတ်နေစေဖြစ်ပါတယ်။သူပြောနေတဲ့အချိန်မှာပဲငွေရောင်းတကားကြီးထပ်မံထွက်ပေါ်လာခဲ့ပါပြီ။နဂါးဟာသူ့ရဲ့အစားအစာတွေကိုဝက်လင်းကအကုန်သုံးပြုပစ်လိုက်တဲ့အတွက်အရန်တော်သားထွက်သွားရပြီးတိုက်ခိုက်ဖို့ကြိုးစားလာတဲ့အခါဝက်လင်းကလည်းကောင်းကင်ဘုံတက်ဖြတ်ခြင်းပညာရက်ကိုတိုးတက်အောင်လုပ်ပြီးဖြစ်လို့ဒီနည်းစနစ်ကိုအသုံးပြုပြီးနဂါးကြီးကိုပြန်လည်တိုက်ခိုက်ကြည့်လိုက်ပါတယ်။ တက်ဖြတ်ချင်းစွမ်းအင်ကိုဓာတ်တစ်ချောင်းဖြစ်ပြောင်းလဲပုံဖော်နိုင်ခဲ့တာကြောင့်ဝလင်းနဲ့ငကားကြီးတို့ဟာအကျိတ်အနယ်ရှင်ပြိုင်တိုက်ခိုက်နေကြပြီးနဆိုးကျင့်ကြံသူကတော့ဝလင်းရဲ့စွမ်းအားကိုအားရကျင့်တဲ့ခြင်းမရှိလို့အချိန်တန်ရင်ရှုံးနိမ့်တည်ဆုံးသွားရလိမ့်မယ်ဆိုကအထင်သေးနေစေဖြစ်ပါတယ်။မြို့တော်မှာရှိတဲ့နဆိုးစစ်သူကြီးတွေတောင်ငကားရဲ့ခွန်အားကိုရှင်းနိုင်မှာမဟုတ်ဘူးလို့သူယူဆထားခဲ့ပေမဲ့ဝလင်းကကောင်းကင်ဘုံတက်ဖြတ်ချင်းဤစနစ်ကိုထပ်မံအသုံးပြုလိုက်ပြီးအရှုံးမပေးတိုက်ခိုက်ရင်ဆိုင်နေခဲ့ပါတော့တယ်။ ီလိုနဲ့အချိန်တစ်ခုကြာတဲ့အခါဝလင်းတယောက်ငကားကြီးကိုအောင်မြင်စွာဖျက်ကျော်နိုင်ခဲ့ပြီးအချင်းထောင်ရဲ့ထွက်ပေါက်ရှိရာစီကိုရောက်ရှိသွားနိုင်ခဲ့ပါပြီ။ဒါကိုမြင်တော့အရန်အာသင့်သွားတဲ့နဆိုးချင်းကျန်သူလည်းသူ့ကိုပါတခါတည်းခေါ်သွားပေးဖို့တောင်းဆိုလိုက်ပေမဲ့အရန်ချေမိုးလွန်းသူကြီးကနှုတ်ဆက်စကားပြောပြီးဒေါသထွက်နေတဲ့ငကားကြီးနဲ့အတူဒီအတိုင်းခြံထားပေးခဲ့လိုက်ပါတော့တယ်။ထန်းယူမျိုးတော်ရဲ့နေရာတစ်ခုမှာတော့အေဂရစ်ဒါဟာဝလင်းအပေါ်မှာအရန်ဒေါသထွက်နေစေဖြစ်ပြီးသူ့ကိုလက်စားချေဖို့အတွက်ရုတ်ခန္ဓာဓာတ်သွင်းနဲ့အချင်းထောင်စီချက်ချင်းထွက်လာခဲ့လိုက်ပါတယ်။ ဒီဖြစ်ပျက်ကကောင်းကင်မျိုးတော်တစ်ခုလုံးကိုအံ့အားသင့်မှုဖြစ်သွားစေခဲ့တယ်လို့ဘလို့ပုပ်ကိုမျိုးကဧကရိတာကိုရန်သွားဆက်လိုက်တယ်လဲဆိုပြီးမေခွန်းထုတ်เสียဖြစ်လာခဲ့ပါပြီဧကရိတာဒေါသထွက်တဲ့အခါမိုင်းပေါင်းထောင်ကြီးအမဲလိုက်တက်ပြီးလူများကိုလည်းသွေးချောင်းစီအောင်တပ်ဖြတ်ဖြစ်တာကြောင့်ကောင်းကင်နဲ့ဆိုးမျိုးသားတွေလည်းထိတ်လန့်ကြောက်ရွံ့နေကြရပြီးဒီအချင်းရကိုစစ်သူကြီးမော့ဖေးလည်းစောင့်ကြည့်နေလျက်ရှိပါတယ် လက်ရှိအချိန်မှာမော်ဖေးကတာလော့ဒါကိုင်းသားတွေနဲ့မဟာမိတ်ဖွဲ့ထားတာဖြစ်တယ်လို့အေဂရစ်ဒါရဲ့လက်ရှိဆွမ်းအားကိုမင်းတို့ဘလို့မြင်တယ်လဲဆိုပြီးသူတို့ကိုခံမှန်းကြည့်ခိုင်းလိုက်တဲ့အခါစစ်သူကြီးပိုင်ဆိုင်တဲ့ရဲဒနာလက်နက်နဲ့အဆင့်တူလောက်ပါတယ်ဆိုပြီးပြန်လဲလျှောက်တင်လိုက်ကြပါတယ်။အေဂရစ်ဒါရဲ့လက်ရှိဥတီချက်ကဟုန်ချင်းထောင်စီဖြစ်လို့ဝလင်းရဲ့လက်ရှိကျင့်ကြံမှုနဲ့ဆိုရင်ဒီလောက်ထိဆွဲဆောင်နိုင်မှာမဟုတ်ဘူးဆိုပြီးမော်လီဟိုင်ကသူ့အတွေးများနေတာဖြစ်နိုင်ကြောင်းယူဆမိလိုက်တဲ့အချိန်တစ်ဖက်မှာလည်းဝလင်းတယောက်အပေါ်ဘက်ထောင်စီပြန်လဲရောက်ရှိလာခဲ့ပါတယ်။ ။တွေးထောင်ကနေထွက်လာတဲ့သူ့ကိုမြင်တော့အချင်းထောင်ဆောင်ကချက်ချင်းတွေးဆုံလိုက်ပြီးမသေးခြင်းဘူးဆိုရင်ဒီနေရာကနေထွက်မသွားစမ်းနဲ့ဆိုကာအမြန်တရီပေးလိုက်ရပါတယ်။အကြောင်းကားတော့ဝလင်းဟာအေဂရစ်ဒါရဲ့လက်ရှိပြမဖြစ်ပြီးအဆောင်ဟာဝလင်းရဲ့ကံကြမ္မာကိုစိုးရိမ်ပေးနေုံသာမကအေဂရစ်ဒါကိုစိတ်ဆိုးအောင်ကူညီမိခဲ့တဲ့အတွက်သူ့ရဲ့ကံကြမ္မာကိုလည်းစိုးရိမ်နေခဲ့ရတာဖြစ်ပါတယ်။ဝလင်းကိုသာဖမ်းမိသွားခဲ့မယ်ဆိုရင်သူကိုယ်တိုင်လည်းလက်ရှိအဖြစ်ကိုတောင်းအယူပေးရမှာဖြစ်လို့လို့ဝလန်ကြောင်းတစ်ခုတည်းအမြန်ခေါ်သွားပေးလိုက်တဲ့အချိန် ဧကရစ်တာကအချင်းထောင်စီချက်ချင်းရောက်ရှိလာခဲ့ပြီးဝက်လင်းကိုလိုက်လံရှာဖွေဖို့အတွက်နဲ့ဒီနေရာကြီးတစ်ခုလုံးကိုဖျက်ဆီးတိုက်ခိုက်မှုအကြီးစားလှုပ်ဆောင်ပစ်ခဲ့ပါတယ်။အချင်းထောင်ထဲမှာပြစ်မှတ်ကိုရှာမတွေ့တာကြောင့်ဒေါသထွက်လာပြီးမြို့တော်တစ်ခုလုံးကိုမြေလန်းရှာဖွေနေခဲ့ကမြို့နေပြည်သူတွေလည်းထိခိုက်နစ်နာခဲ့ကြရပါပြီ။အချင်းထောင်ဆောင်ကဝက်လင်းကိုဧကရစ်တာရဲ့ပြစ်မှတ်ကနေလုံခြုံစေဖို့အတွက်နေရာကူးပြောင်းခြင်းနည်းနဲ့အပြင်ဘက်တနေရာကိုလှုပ်ဝက်စွာခေါ်ထုတ်ပေးလာခဲ့ပြီးရှီရှောင်းကိုတပ်ပစ်ပေးမယ်ဆိုတဲ့ကတိစကားကိုလည်းဒီဖို့တောင်းဆိုခဲ့လိုက်ပါသေးတယ်။ ဝင်းလင်းကသဘောတူလိုက်ပြီးသူတို့တွေလမ်းခွဲလိုက်ကြတဲ့အပြင်အေဂရစ်ဒါရဲ့ရှာဖွေမှုမရောက်လာအောင်သူ့ကိုယ်သူရုတ်ဖြတ်ထားလိုက်ပါတော့တယ်။အေဂရစ်ဒါကမြို့တော်တစ်ခုလုံးကိုအသေးစိတ်ရှာဖွေနေတဲ့အချိန်ဝင်းလင်းကမော်လီဟိုင်းစီပြန်ရောက်ရှိလာပြီးလှုပ်ဝက်ကျင့်ကြံလို့ရတဲ့နေရာတစ်ခုရှိသလားမေးမြန်းကြည့်လိုက်တော့အေဂရစ်ဒါကိုလည်းစိတ်ဆိုးအောင်လုပ်ခဲ့သူကဝင်းလင်းဖြစ်နေမှမော်လီဟိုင်းတေချာနားလဲသွားပါတယ်။ဒါကြောင့်လှုပ်ဝက်ကူတစ်ခုအတွင်းမှာသူ့ကိုဝတ်ထားပေးလိုက်တော့ဝင်းလင်းကဂျေဇူးတင်ကြောင်းပြောပြီးအထဲဝင်ကျင့်ကြံနေလိုက်ပါပြီ။ ဧကရိတာကတော့ဝလဲပေါ်အရန်တော်သားထွက်နေစေဖြစ်ပြီးသူ့ကိုရှာဖွေဖို့အတွက်မြို့တော်တစ်ခုလုံးမှာကြီးမားတဲ့ရှုပ်ထွေးမှုတွေဆက်လုပ်နေခဲ့တဲ့အပြင်နေညမပြတ်စ조사နေတာကြောင့်ကောင်းကင်မြို့တစ်ခုလုံးပျက်စီးမှုတွေကြားမှာဗယံပရာဖြစ်နေခဲ့ရပြီးတာမန်ပြည်သူတွေလည်းထိခိုက်နာကျင်နေခဲ့ရပါတော့တယ်။ဝလင်းကတော့လှုပ်ဝက်ကူထဲမှာကြင့်ကြံမှုလမ်းစဉ်ကိုအာယုံဆိုင်လေးကျင့်နေခဲ့ပြီးဒီလိုနဲ့၅ရက်ကြာသွားတဲ့အခါကောင်းကင်ဘုံတက်ဖြတ်ချင်းရဲ့တက်ဖြတ်ချင်းစွမ်းအင်တွေက3962ခုထိတိုးတက်လာခဲ့တာကိုမြင်တွေ့လိုက်ရပါတယ်။ အရင်တုန်းကဆိုရင်စွန့်အင်မြင့်တန်း၅ခုသာရှိခဲ့ပေမဲ့မော်လီဟိုင်းကိုဆိတ်ရှုပ်ထွေးအောင်တိုက်ခိုက်နိုင်ခဲ့တာဖြစ်လို့အခုလိုအကြီးအကျယ်တိုးတက်လာခြင်းကစစ်တူကြီးပြိုင်ပွဲရောက်တဲ့အခါကျရင်ဝက်လင်းစီမှာဝက်ဖဲတစ်ချက်ပိုမိုကင်ဆွဲထားနိုင်ပြီဖြစ်ရင်ကဒီအပိုင်းလဲဒီနေရာမှာပြီးဆုံးသွားခဲ့ပါတော့တယ်။အဆုံးထိကြည့်ပေးကြလို့ဒါအိုရောင်းရင်းတွေကိုကျေးဇူးတင်မိတဲ့အကြောင်းဇလန်အစ်စ်ထွက်လာရင်ထပ်မံတင်ဆက်ပေးအောင်မှာဖြစ်လို့ကြိုက်နှစ်သက်ကြရင်ဒီအပိုင်းကို like လုပ်ပေးခဲ့ကြဖို့တောင်းဆိုရင်နောက်တစ်ပိုင်းမှာပြန်လဲတွေ့ဆုံကြပါမယ်။